တော့အိတ်ဆဲထဲမှာသူကဘာလေးရေးသွားကျင်လဲဆိုရင်မြမဇာရိုက်တဲ့ခါမှာအမှန်မထွက်တာနော်အဲ့တော့မြမဇာရိုက်တဲ့ခါမှာအမှန်မထွက်ရင်ဒီညာဘက်အောက်ဆုံးတောင်ပါလေတစ်ချက်လေးကြည့်ပြီးဒီမှာ English font ဆိုတာရှိမယ် ENG ဆိုတာလေဒီညာလေးရေးနာမှာတကယ်လို့ key message တွေပါရှိနေမယ်ဆိုရင်တော့အဲ့ key message တွေကိုမလုပ်လိုက်မလဲဆိုရင် exit လုပ်လိုက်ရမယ်နော်အဲ့တော့အခုလောလောဆယ်မှာညာဘက်အောက်တောင်ကမြမစာ ဒီမှာ ENG ဆိုရယ် English နေရာလေးကိုနှိပ်ပြီးတော့ဒီမှာ Burmese မြန်မာဆိုရယ်ဟာလေးကိုရွှေ့လိုက်နော်ရွှေ့ပြီးတော့ရင်တော့ဒီမှာစာရိုက်တဲ့အခါမှာမြန်မာစာအမှန်ထွက်လိမ့်မယ်အဲ့တော့ဒီမှာကမြန်မာတီတောင်စုတီတောင်စုဆိုရင်ဒီမှာစလုံးဒီပါပဲဆိုမြန်မာစာအမှန်ထွက်တာမထွက်တာဆိုတော့တွားကျင်နော်အဲ့တော့အခုလောလောဆယ်ဆိုရင်ဒီအောက်ကညာဘက်အောက်ဆုံးထောင်းမှာဒီလိုမျိုးသွားနှိပ်ကြည့်လိုက်ရင်သူက Windows Space နှိပ်လို့လည်းရတယ်လို့ပြောတာဟုတ်ဒီနားလေးမှာ English ဆိုပြီးရောနော် ော့ Windows Paint နှိပ်လို့မရလဲဒါလေးကိုနှိပ်ပြီးတော့ဒီမှာပါလဲဆိုရင်အောက်ဆုံးမှာ English United States ဆိုလဲရတယ်ဒါလေးကိုနှိပ်ပြီးအောက်က Language Preference မှာနှိပ်လိုက်နှိပ်ပြီးသွားရင်ကိုယ်ဆက်ထဲမှာဒီအောက်ဆုံးက Add Language ဒီမှာမြန်မာစာရှိရမယ်မရှိရင်တော့ Add Language ကိုနှိပ်မယ်ပြီးရင်တော့ Connection ဖွင့်ထားရမယ်เนาะဒီမှာက Live Share မှာကမြန်မာစာဆိုတော့မြန်မာအဲ့တော့မြန်မာလေးရှာရင်ရှာဓမ္မမွန်ရဲ့ဘာမစ်ကိုရှာလိုက်သူအောက်ကိုစကူးရွှေ့ပြီးတော့ရှာလို့ အဲ့ထဲမှာကအကူကမြန်မာဘာသာကိုလူကျင်တဲ့အတွက်မြန်မာကိုရွှေဒါဆိုအခုမှ English ပဲရှိသေးတယ်เนาะအဲ့တော့မြန်မာဆိုတော့ Burmese B U R B U R ဒါဆိုဒီမှာမြန်မာစာထည့်ပြီးသားဖြစ်တဲ့ဒါလေးကိုမြန်မာစာကဒါမှိတ်နေရပေါ့เนาะပြီးရင်တော့ online internet ဖွင့်ထားရမယ်ပြီးရင် next next နဲ့သွားလိုက်ရပြီအဲ့ဆိုတီးဖို့လက်ကဒီမှာရပါပြီပေါ့အဲ့အဲ့လိုမှဒါဒီမှာပြောင်းကြည့်ပြီးတော့ စာရိုက်လို့မှတော့မဝင်ဘူးဆိုရင်ဒီညာဘက်အောက်ဘက်ကဘာမစ်မြန်မာဆိုတဲ့ဟာလေးကိုပြောင်းပြီးတော့မှဒီမှာစာရိုက်လို့အမှန်မထွက်ဘူးဆိုရင်တော့ကိုယ်စဲရဲ့ version ကိုကြည့်ရမယ်အခုတင်ထားတဲ့ office version ဆိုရင် file ကဒီမှာ account ကိုကြည့်လိုက်ဒါဆိုရင် account တွေသူဘလောက်လဲဆိုရင်2021ပေါ့နော်အဲ့အဲ့2021 version ဖြစ် version အတွက်ထုတ်ထားတဲ့ပြည်တော်စု form ကိုထည့်ပေးရမယ်နောက်တစ်ခုက window version ကြည့်ဖို့လိုတယ် window version ကကြတော့ဘာလို့ကြည့်မလဲဆိုဒီအောက်ဆုံးမှန် blue လေးကိုနှိပ်လိုက်ပြီးသွားရင် win window version က control shift ပြန်နှိပ် control shift နှိပ်ပြီးတော့ဒီနေရာလေးမှာဘာလေးကိုသွားပေးရမလဲဆိုရင်တော့ win အဲ့အခုဆိုရင်မြန်မာ language ယူထားတဲ့ control shift နှိပ်ရင်လည်းသွားမြန်မာလိုမရဟိုပါပေါ့အင်္ဂလိပ်လိုပြောင်းလို့မရမြန်မာလိုဝင် ဲဆိုရင်တော့ဒီညာဘက်အောက်ဆုံး down ကဒီမြန်မာကိုကလစ်နှိပ်ပြီးတော့ English United States ဆိုပြီးတော့ပြန်ပြောင်းပေးရမယ်နော်ပြောင်းပြီးရင်တော့ဒီမှာ window version ကိုကြည့်မှာဖြစ်တဲ့အတွက် winvr လို့ရိုက်ထည့်လိုက်ရိုက်ထည့်ပြီးရင် enter ခောက်လိုက်အဲ့တော့ winvr enter ခောက်လိုက်ရင်သူကဒီမှာကိုယ်ဆက် window version နေရမယ်ဒါဆိုကိုယ်ဆက်ဒီ window 10ဆိုတော့ office version ဒီ2021အဲ့ဒီဟာအတွက်ကိုသူက internet မှာ key magic ကို download ဆွဲပေးရမယ် တော့ key message download ဆွဲတော့မယ်ဆိုရင်တော့ဒီမှာဆိုရင် profile လေးကိုဖွင့်လိုက်မယ် profile ဖွင့်ပြီးသွားရင်တော့ကိုယ့်စက်ထဲမှာရှိ key message တွေကိုအရင်ဖြုတ်ရအောင်မယ်နော်အဲ့တော့ဒီမှာ Google လို့အရင်ရိုက်ထည့်လိုက်မယ် Google ရိုက်ထည့်ပြီးသွားရင်တော့ဒီစက်ထဲမှာကိုက window ဘလောက်အတွက်လဲကိုယ့်စက်ရဲ့ window ကိုထည့်ရမယ် W I N D O W window အခုဆိုရင်10လာနော် window 10 window 10မှာမှာ office version ဘလောက်လဲ2021ပေါ့နော်21အတွက် key magic key magic key magic download free download လို့ထည့်လိုက်ရရဲ့နော်ဒါဆို Windows 10 Office ဒါ21မဟုတ်ပေါ့2021 2021ပေါ့နော်လို့ဖြည့်ရမယ်2021 key magic free အဲ့လိုထည့်လိုက်ရဒီမှာ ဲဒီဒီ office ဟာလေးကိုပြန်ရွေးရွေးပြီးသားရင်တော့ဒီမှာသူ့မှာထပ်ပေးထားလိမ့်မယ်ဘလို့ install လုပ်ရမလဲဆိုတာလည်းသူပြောထားတယ်ဓမ္မမောင်လည်းသူဗမာထည့်မလဲဆိုရင်အဲ့ဒါမှမရှာချင် MCF ရိုက်ထည့်လိုက် MCF ဆိုရင် MCF မြန်မာကွန်ပျူတာဖက်ဒရေးရှင်းဆိုတဲ့ဟာလေးညာလိမ့်မယ်အဲ့မြန်မာကွန်ပျူတာဖက်ဒရေးရှင်းရဲ့မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ကနေပြီးတော့တင်ထားတဲ့ဟာပေါ့နော်အဲ့အဲ့တင်ထားတဲ့နေရာမှာသူကလစ်သွားနေလိုက် သူကတင်ထားတဲ့သူယူနီကုတ်ကိုသွားကြည့်ရမယ်ဒီမှာဆိုပြည်တော်စုလိုချင်တယ်လေဒါဆိုရင် MCF ရဲ့တင်ထားတဲ့ဘာလို့ရှာရမလဲဆိုရင်ယူနီကုတ် MCF မြန်မာရဲ့ဘာလဲဆိုပြည်တော်စု form မဆိုပြည်တော်စု form မြန်မာ MCF free town လို့ပေါ့နော်အဲ့ဒါလေးသွားရှာရမယ်ဒါဆိုဒီမှာပြည်တော်စု form ကိုရွှေ့လိုက်တာနဲ့ဒါမှမဟုတ်လေဒီမှာဘာလဲဆိုရင်ဒီ download ဆွဲရမယ်ဟာပြောရဲနော် အဲထောင်းလို့ဆွဲရခါမှာသူကပြည်တော်စုရဲကူလာ2.5.1ဆိုတော့ကိုဆက်က window ဆိုပါဆို10ဆိုရင် window 10 office version อ่ะ2010အထက်ဆိုရင်2.5.1နဲ့2.5.1ဒါကြီးထည့်ရမယ်ကိုဆက်က window version ကဘယ်လောက်ရှိမလဲဆိုတော့7ဖြစ်နေမယ် window 7လည်းဖြစ်မယ်နောက်တစ်ခါကျတော့ office ကလည်း2010အောက်ဆိုရင်တော့ဘာကြီးတော့မယ်ဆိုဒီအောက်ကပြည်တော်စု1.8.3 1.8.3ထည့်ပြရမယ် ဲ့တော့ကိုဆက်ရဲ့အမျိုးအစားပုံမူတည်တယ်ဆက်အမျိုးအစားဒီ2010 Windows 10လား Windows 7လားပေါ့ Windows 7ဆိုရင်တော့ရှင်းတယ် Windows 7လည်းဖြစ်မယ် Office version ကလည်း10အောက်ဆိုရင်ပြီးတော့ဆိုစစပြောရတဲ့ D 1.8.3ရေပေါ့နော်ဒီ1.8.3ရေထည့်ရမှာလေထည့်တယ်ဆိုတာ download ဆွဲပြီးထည့်ပြရမှာနော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ Windows 7မဟုတ်ဘူး Windows 10ဖြစ်မယ်ဒါပေမဲ့ Office version ဒီ2013အထက် 2013အထက်ဆိုရင်တော့သူဒီဘာလို့တော့မလဲဆိုရင်ဟိုပါပေါ့ဒီ office version ကဒီ2.5.3ကိုထည့်ရမယ်တကယ်လို့2013အောက်ဖက်30ရုပ်ပါဆိုရင်ပြီးတော့ဆိုဖောင်ကို1.8ရထည့်ရမယ်အခု7 version မဟုတ်ဘူးဒီပြီးတော့ဆိုကို install လုပ်ပြရမှာပါအဲ့ဒါ install လုပ်ပြီးမှသာ format ပါနေမယ်နော်